Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Big Boss Relation Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့ဆက်မှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာ Okay သတင်းပြည်တွေမတော်ခင်ပါလိုရေးတိုရှင်သတင်းလေးဖတ်ပြလိုက်ပါမယ်နော် ရမသတင်းတပုတ်ကတော့မကွေတိုင်းမြိုင်မြို့နယ်တောင်ပိုင်းကတွင်းမပြူစော်တီစခန်းအထိုင်စခန်းကနေထွက်လာတဲ့စစ်အုပ်စုနဲ့ပြူစော်တီတွေကိုတော်လိုင်းတက်တွေကအသက်ဆောင်ဆိုင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်အုပ်စု၃ရောက်တေဆုံးပြီးတရက်တလက်သိမ်းဆည်းရမိခဲ့တယ်လို့မြိုင်ပကပကသတင်းထုတ်ပြန်ထားလို့သိရပါတယ်ခင်ဗျာနောက်တဲ့သတင်းတပုတ်ကလည်း ကြအဆုံးမြတ်စွာရင်ဆိုင်နေရတဲ့စစ်တပ်ပြည်သူကိုပုံမှန်ဥတီတိုက်ခိုက်လာတယ်လို့အေအေကထုတ်ပြောလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒီအတွက်ပြည်သူများစည်ရေးသတိရှိချက်ကိုလည်းတိုင်နှထားတွေ့ရတယ်ပေါ့နော်။အဲ့တော့မြေမြေတိုက်ပွဲတွေမှာအကြအဆုံးမြတ်စွာနေရင်ဆိုင်နေရတဲ့အချမ်းပတ်စစ်တပ်ဟာရဲသားပြည်သူတွေရှိရနေရာတွေကိုရေချောင်းလေချောင်းတိုက်ခိုက်မှုနဲ့လက်လက်ကြီးပစ်ခတ်မှုတွေပုံမှန်လှောက်ဆောင်လာနေတာကြောင့်ပြည်သူတွေစည်ရေးသတိအပြည့်အဝနဲ့ တည်ထားနေထိုင်ကြဖို့အာရခတတော်အေကထုတ်ပြန်ထားတယ်လို့သိရပါတယ်။လက်ရှိမှာရခိုင်ဒေသအတွင်းနဲ့ရခိုင်ပြည်နယ်ဆက်နေရာ၃ခုမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးအာဏာသိမ်းစစ်တပ်ကထိခိုက်ကြဆုံးမှုများစွာနဲ့အတူတက်ပြတ်နေတယ်လို့ဆိုပါတယ်။ဒါ့အပြင်အချင်းအထက်မှဆူဆောင်းခြင်းခံရရတဲ့စစ်သားတွေကလည်းအခွင့်အရေးရနဲ့ထွက်ပြေးတာပပြောင်းခိုလုံတာအလံပြူထောင်တာတွေနေ့စဉ်ဖြစ်ပေါ်နေတယ်လို့အေအေကဆိုပါတယ်တဲ့။ဒါကြောင့်အချက်မဲ့စစ်တပ်ဒီအပိုင်းတွေအေအေပြုတ်ကထိန်းချုပ်ထားတဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာတွေမှာအပြစ်သားတွေကိုပြစ်မျက်ထားတာ စာတင်ကြောင်းဈေးဈေးရုံဈေးကန်းနဲ့ဘုံကြီးကျောင်းပါဝင်လူစုလူဝေးရှိမယ်လို့ယူဆတဲ့နေရာတွေကိုရေကျောင်းလေကျောင်းနဲ့တက်ကြီးတွေနှိမ့်ညမြေပြေကတ်တက်ခန့်နဲ့လွတ်ထုတ်ပေးခြင်းမှာဖော်ပြထားပါတယ်ခင်ဗျာအဲဒီတော့အချမ်းမဲ့စစ်ကောင်စီကအခုတော်လိုက်တဲ့ဖွဲ့တွေကိုမနိုင်တဲ့အတွက်ပြည်သူတွေကိုနော်ရန်သူတွေဖဲဆက်ဆံနေတာမျိုးဖြစ်ပါတယ်ခင်ဗျာကဲပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပေါ့နော်ဒီမော့ဆိုဘော်လခဲလမ်းကြောင်းပြန်သိမ်းဖို့စစ်ကော်မရှင်ကထိုးစစ်ဆင်နေပြီးအချမ်းမဲ့စစ်ကောင်စီဖွဲ့90ကျော်မျိုးစာဖြစ်သွားပြီဆိုတဲ့သတင်းလည်းတောင်းကြည့်အောင်နော် ကင်းနီပြည်နယ်ဒီမော့ဆိုဒေသမှာစစ်ကောင်မရှင်ရဲ့စစ်ကြောင်းထိုးဝင်ရောက်လာမှုတွေကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးဒီမော့ဆိုဖရူဆိုဘောလခဲလမ်းမကြီးတခြားမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ကင်းနီမျိုးသားမြောက်ကာကွယ်ရေးတပ် KNDF ကမနေ့ကစက်တင်ဘာ28ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်မရှင်တပ်ဖွဲ့တွေဟာဒီမော့ဆိုမြို့နယ်ကိုအလုံးစုံပြန်လည်သိမ်းပိုက်နိုင်ဖို့ဩဂတ်စ်လကစတင်ပြီးတော့အပြင်းထန်ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒေါင္ကန်ခါရက်ကွက်နဲ့အနီးတဝိုက်ကိုအင်အားအလုံးရင်းနဲ့ဝင်ရောက်လာတဲ့ဒေါင္ကန်ခါရက်ကွက်နဲ့အနီးတဝိုက်မှာအင်အားအလုံးရင်းနဲ့ဝင်ရောက်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်ဖြစ်နေတယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။ဒါအပြင်ဒေါင္ကန်ခါရက်ကွက်နဲ့အနီးတဝိုက်ကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်တာ၊ဒရုန်းနဲ့တိုက်ခိုက်တာတွေနဲ့လက်နက်ကြီးပစ်ခတ်တာတွေကိုလည်းနေ့စဉ်ပြုလုပ်နေပါတယ်။စစ်ကောင်စီရဲ့စစ်ကြောင်းတွေကကျွန်တော်တို့ဒီမော့ဆုမျိုးကိုအလုံးစုံသိမ်းပိုင်နိုင်ဖို့ထိုးစစ်ဆင်နေတယ်ပေါ့နော်။ ပြီးတော့ဘောလခဲမြို့ကိုလည်းသွားဖို့ကိုစိုင်းပြင်းနေတဲ့ပုံစံဖြစ်တယ်။အထူးသဖြင့်ဘောလခဲမြို့မှာရှိတဲ့သူတို့တရင်ကိုပြန်ပြီးတော့မှပေါင်းစည်းချိတ်ဆက်နိုင်မှု ဖြစ်တယ်လို့ KNDF သတင်းပြန်ကြားရေးတာဝန်ရှိသူတိုင်ဆိုက AR Times ကိုပြောပါရယ်။ဒါအပြင်ကင်းနီဒေတာအတွင်းတိုက်ပွဲတွေမှာစစ်ကော်မရှင်ကတပ်သားတစ်တွေအများပြားကိုလည်းအုံပြုနေပြီးစစ်ကော်မရှင်တပ်သားအယောက်30ကနေ90အတွင်းတေဆုံးနိုင်တယ်လို့ KNDF စီကသိရပါရယ်။ ကဲကြားတယ်ဗောနော်အဲဒီမော့ဆုတ်ဒီကရင်နီပြည်ပြည်နယ်မှာတော့အချက်မဲ့စစ်ကောင်စီကလုံးဝနော်ကြာရှုံးနေပြီးတော့တက်ခွေ50တော့မြေဩစာပြတ်သွားတဲ့ဇင်းမျိုးဖြစ်ပါတယ်နော်ကဲကျွန်တော်တို့နားထောင်မဲ့တဲ့ရင်ကတော့ထိုင်းနိုင်ငံမှာရှိတဲ့ရှီမီမာတွေအတွက်ပေါ့နော်ဒီလူ့ကူကူညီရေးတွေလှုပ်ဆောင်ပေးနေတဲ့ကိုရဲမင်းပေါ့နော်အခုဆိုထိုင်းမှာရှိတဲ့ရှီမီမာတွေအတွက်သတင်းတွေပြောပြလာတယ်နားထောင်ကြည့်အောင်နော်ဒီထိုင်းနိုင်ငံမှာဒီစမခအလုလျှောက်တဲ့အခါမှာစမခပေးရတာဒီပွဲစားကပေါ့ပွဲစားကတွေပေးရတာဒီစသည်ဖြင့် ဒီ news mark ပေးရတာနဲ့ပတ်သက်ပြီးတော့အချိန်ချိန်လိန်ခံနေကြရတယ်တော်တော်လေးကိုလိန်ခံနေကြရတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုပြောမယ်ဆိုရင်ဒါဟို line မော်က line မော်မှာတွေ့တဲ့ဒီအဓိကဟိုပွဲသားတွေပေါ့နော်အဓိက line မော်မှာတွေ့တဲ့ဒီပွဲသားတွေကိုဟိုယုံကြည်မှုဟိုလွန်ကဲတာအဲပြီးတော့ဒီပွဲသားတွေရဲ့အပြောကောင်းတာစသည်ဖြင့်အခုဆိုရင်ဒီ social ပေါ်မှာရောဟို TikTok ပေါ်မှာရောပုံစံမျိုးစုံနဲ့ပြောဟိုပြောကောင်းကောင်းနဲ့ပြောအဲ့ပြီးရင်ဒီ မရှိတဲ့အလုပ်ရုံလက်ညှိုးထိုးပြအပြီးရင်တချို့ကြလည်းအလုပ်ရုံတော့ရှိတယ်အလုပ်လူမလို့ဘူးအတွင်းထဲကအလုပ်ရုံအတွင်းထဲကစေးမားနဲ့ပွဲစားနဲ့ပေါင်းပြီးတော့ပြင်ပွဲစားနဲ့ပေါင်းပြီးတော့စားတယ်အပြီးတော့တချို့ကြလည်းဖြောင်းအောင်လိန်တယ်တချို့ကြလုံးမရှိဘဲနဲ့ကိုလိန်တာအဲ့လိုမျိုးလိန်လည်မှုတွေဖြစ်စင်နေတောက်လျှောက်ဖြစ်နေတယ်အဖြစ်နေတဲ့ဆိုတော့အဲ့ဒီဖြစ်နေတဲ့ဒီလိန်လည်မှုဖြစ်စင်နေမှာကြည့်လိုက်မယ်ဆိုရင်အလုပ်မားတွေကဒီပွဲစားရဲ့အချက်လက်ကိုမရတာများတယ်ဒီပွဲစားရဲ့ ပွဲသားရဲ့ဒီနောက်ဆုံးဟိုဓာတ်ပုံတချို့မရဘူး။အဲပွဲသားနဲ့ဟိုဥစားပြောထားတဲ့အချက်လက်တွေမရဘူး။ဘလို့ငွေပေးလဲဆိုတဲ့ငွေချေးပေးတဲ့တက်တွေမရဘူး။အဲ့တော့ဒီလိုမျိုးပွဲသားတွေကိုငွေချေးပေးတဲ့အခါမှာဒီစနစ်တကျနဲ့တက်တွေချက်လက်တွေလည်းလိုလိုလိုအပ်တယ်ပေါ့နော်။ထိုင်းနိုင်ငံမှာပွဲသားတွေအများကြီးရှိတယ်။သူတို့ရဲ့ချက်လက်ကိုမပေးနိုင်တဲ့ပွဲသားကိုဓာတ်ပုံကိုဓာတ်ပုံရိုက်ခွင့်မရတဲ့ပွဲသားဆိုရင်အဲ့ဒီပွဲသားနဲ့ဆောက်လုပ်ကိုမလုပ်နဲ့တော့။နော်အဲ့ဒါကိုလိမ်မဲ့ကောင်လို့တာမှတ်လိုက်တော့။ ထိုင်းနိုင်ငံမှာဘွဲသားတွေပုံကြီးရှိတယ်။နော်အဲ့တော့ပြောချင်တာကထိုင်းနိုင်ငံမှာရှိနေတဲ့မြန်မာလူသားတွေအဲပြီးတော့ဒီအလုစမတ်တာနဲ့ပတ်သက်ပြီးအချင်းချင်းလိန်ခံနေရတဲ့သူတွေဒီလိုင်းပေါ်မှာတွေ့တဲ့ပွဲသားတွေကိုယုံကြည်မရှိပါနဲ့။ဟုတ်ပါမယ်။ TikTok ပေါ်မှာတွေ့တဲ့ပွဲသားတွေ social မှာတွေ့တဲ့ပွဲသားတွေ Facebook မှာတွေ့တဲ့အဓိက online မှာတွေ့ပြီးတော့သူဘယ်မှာနေမှန်းလဲမသိ။ဘာလုပ်မှန်းလဲမသိ။ဘသူဘယ်ဝါမှန်းလဲမသိ။တက်တဲ့ချက်လက်လဲဘာမှမသိ။အဲ့ဒီအခြေအနေမျိုးတွေနဲ့ ကြည်ပဲအအမှုရုံးလာလိုက်ပြီဆိုတော့ MAC မှာကိုရဲမင်းတို့ MAC မှာမိဖွဲ့မှာဆိုရင်အဲ့လိုအမှုမျိုးတွေကလားစင်နေ့စဉ်လားစင်မဟုတ်နေ့စဉ်ဟိုဒီအမှုတွေရှိနေတယ်ရုံးဖုံး၅လုံးမှာအဲ့အဲ့ဒီအမှုကမဝင်တဲ့နေ့ဆိုတာမရှိဘူးဒါပေမဲ့ကြည်မေးလိုက်ရင်လည်းဘာချက်လန်းမှမရအောင်နောက်ဆုံးပွဲသား Facebook ဘလော့သွားရင်တခုဖုန်းနံပါတ်ဘလော့ဝိုင်းပြီးသွားပြီဇလန်းအသိအောင်အဲ့တော့ဒီလိုမျိုး line မော်ကနေပြီးတော့အပြောကောင်းကောင်းနဲ့ပြောနေတဲ့ပွဲသားတွေကိုယုံကြည်မှု ထားနေတာတွေယုံနေတာတွေကိုလည်းတကယ်အံ့ဩဖို့ကောင်းတယ်ဒါဟိုကိုကိုကိုလိမ်မဲ့သူကိုကိုကကိုကသွားပြီးတော့ဖြစ်ပြက်နေယုံနေတယ်ဆိုတဲ့သဘောမျိုးကိုဖြစ်တော်တော်များအောင်ဆစ်လိုက်မယ်ဆိုရင်เนาะအဲ့တော့မှန်ကန်တဲ့အကျိုးဆောင်တွေကိုအကောင်းဆုံးရှာနိုင်ပါလေကိုရဲမင်းတို့တွေလည်းမှန်ကန်တဲ့အကျိုးဆောင်တွေကိုမှန်တဲ့စက်ယုံတွေကိုတစ်ခါကျတင်ပေးနေရရှိပါတယ်ကိုရဲမင်းဆိုရင်ဒီမှန်ကန်တဲ့အကျိုးဆောင်အေဂျင်စီရှိရင်တင်ပေးတယ်ပေါ့เนาะတင်ပေးတယ်စိတ်ချယုံကြည်ရတဲ့အေဂျင်စီမျိုးเนาะဒါတင်ပေးခဲ့တယ်ကိုရဲမင်းဆိုရင် ဲ့တော့ကြည်ပါနမကန်နဲ့ကျိုးဆောင်အေဂျင်စီတွေထိုင်းနိုင်ငံမှာအများကြီးရှိပါတယ်မန်ကန်နဲ့ဟိုပွဲစားတွေကျိုးဆောင်တွေလည်းအများကြီးရှိတယ်အဲ့လိုလိန်မို့ကအများန်းစဉ်းစားနေတဲ့ဝဲသားတွေလည်းအများကြီးရှိတယ်နော်အများန်းလိန်မို့ကစဉ်းစားနေတဲ့ဝဲသားတွေအပြီးတော့သူများတွေရဲ့ချွေးနေစာကိုဟိုပြောမယ်ဆိုရင်အချိန်မွေးလိန်ယူရဲတဲ့သူတွေအများကြီးထိုင်းနိုင်ငံမှာရှိတယ်အဲ့လိုလူတွေရဲ့သားကောင်မဖြစ်ဖို့အတွက်မိမိတို့ကိုယ်တိုင်လည်းတတိညာမိကြုတ် ထားပြီးတော့အသိဉာဏ်နဲ့တရားလောက်အောင်ဖြစ်တယ်အဲ့တော့ထိုင်းရောက်မြန်မာနိုင်ငံသားတွေဒီတရားတစ်စိမ့်တစ်ယောက်ကိုပတ်စံပေးမယ်ဆိုပေါ့ပေါ့ဆဆမပေးပါဘောနော်ကိုဘက်ကစနစ်တရားနဲ့တရားတတ်တဲ့ချက်လက်ခိုင်မှာဆိုတာယူပြီးတော့မပေးပါဟိုတချို့ဆိုရင်လာလိုက်ပြီဆိုဒီပွဲသားရဲ့အချက်လက်ဘာမှမရှိတော့ဘူးဒါဆိုကျွန်တော်တို့အနေနဲ့တော်တော်လေးကိုလောက်ဝကန်ရတာခတ်တယ်ဘောနော်အမှုတွေအဟိုဒီနေ့ရလိုမျိုးပွဲသားရဲ့ချက်လက်တွေ ပွဲသားရဲ့ passport မိတူတွေစသည်ဖြင့်အဲ့လိုမျိုးယူလာတယ်။နောက်ဆုံးပွဲသားစီးနေတဲ့ဆိုင်ကယ်မှာ yes scan တုံးယူလာတယ်။ဒါမျိုးတွေဒါမျိုးတွေကဥမာသူများပြည်စီယူလာတော့ဥပဒေနဲ့တော့မညီဘူး။ဒါပေမဲ့အဲ့လိုကွက်တွေလဲပြောမယ်ဆိုရင်စာအုပ်ကြီးတိုင်းမဟုတ်ပဲနဲ့လှုပ်လို့ရတယ်။နောက်ပွဲသားစီမှာဘာပြည်စီရှိလဲယူလာလို့ရ yes scan လာပြီး yes scan ခေါ်ရှင်းရတယ်ဘာဖြစ်ဘူး။နောက်ဟိုဆိုလိုတာကတော့ဟိုသူများပြည်စီယူလာတော့ဥပဒေရညင်ရင်တော့ခံရတာပေါ့။ဒါပေမဲ့အဲ့ဒါကြီးကိုကြောက်နေစရာမလိုဘူး။နောက်လိန်ထားတဲ့ကောင်ကို ကဘလို့လဲကျွန်တော်တို့လိုဂျားနေအဖွဲ့စည်းတွေရှိတယ်ပြီးတော့ဒီ yes scan တာဝန်ခံတွေရှိတယ်ရဲရဲပိုင်းတွေရှိတယ်စသဖြင့်ရဲမှုပိုင်းတွေရှိတယ်ဒီလိုမျိုးအမှုတွေကိုတိုင်တွေတဲ့အခါမှာဒါမျိုးတွေလည်းတခါကြီးလုံလို့ရတယ်ဆိုတော့ဒါအမြောက်ပေးတာမဟုတ်ဘူးเนาะအဲ့တော့ကိုပစံပါသွားပြီဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတာကိုကိုကကိုညံပါပါနဲ့တခြားလို့ဝယ်မင်းတို့ MAC ဖွဲ့ရတော့အများအားကူညီပေးဖို့အသင့်တင်ပဲเนาะအဲ့ဒါလေးကိုဒီနေ့လာပြောခြင်းဖြစ်တယ် ကဲဒါကတော့ထားတဲ့ကမှာရှိရရှင်မာတွေတော့ပေါ့နော်ဒီပွဲစားအတုအယောင်တွေဒုက္ခနေကင်းဝေးဖို့ပေါ့နော်ကိုရဲမင်းကပေါ့နော်တိုက်တွန်းထားဖြစ်ပါတယ်နော်အဲ့တော့အားလုံးပဲကိုချင်မှာကိုစီဒုက္ခဖြစ်နေတဲ့ခါမှာကိုရဲ့ဒီဒီဒီတရားဝင်မှုနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့ခါမှာလဲတကယ်ပဲအရေးကြီးတာဖြစ်ပါတယ်ဒါပေမဲ့လည်းလောလောလောမဟုတ်ပဲနေပါတော့တကယ်ပဲမှန်ကန်တဲ့ပွဲစားနဲ့လှုပ်ဆောင်ရဖို့တကယ်ပဲအရေးကြီးပါနော် ကဲကျောင်းတော့ထွက်ကြည့်ရမှာတော့ line ပုံမှာပြောင်းလဲပြောင်းစားတွေပြောနေတယ်ပောက်ကရုံးကိုပညာပေးထားတဲ့ကိုစင်ပြူတစ်ချက်ကြည့်အောင်เนาะအဲ့တော့ပောက်ကရုံးဘယ်လိုမျိုးပြောင်းလဲပြောင်းစားတွေပြောတယ်တစ်ချက်နောက်အောင်ကြည့်လားတထုံးစံအတိုင်းเนาะအရေးကြုံငါပောက်ကဟောင်းထားနေပြီတဲ့ဘာတွေဟောင်းထားကြည့်သွားမှာကျွန်တော်တို့တူเนาะဟောင်းတော့လည်းခင်ဗျာဒီကနေ့က29ရက်ကိုလာပိုင်း2000နဲ့မှ25ဖြစ်ပါလေခင်ဗျာအမျိုးတွေအလုံးလဲဒီ ကောင်းတော့တနက်ခင်းမှာဒီကနေ့က29ရက်ကိုလာပါလိုက်တစ်ထောင်ထဲမှာ25ဖြစ်ပါလိမ့်ကမျိုးတွေအားလုံးလည်းမျိုးတွေဖြစ်ချင်နေပေါ့နော်အားလုံးဖြစ်ချင်နေအပိုင်းသားပေါ့နော်အားလုံးဖြစ်ချင်နေလူတို့များအားလုံးကဖြစ်ချင်နေဆိုတော့ဒီအမြန်ဆုံးငြင်းကြသိချင်ပြီအကြက်ဖက်အနေပြပါလေအမြန်ဆုံးပင်ဝေးချင်ပေါ့ဗျာအဲ့တော့မျိုးတွေဖြစ်ချင်နေအပိုင်းတိုင်းတော့သူက2025မကုန်ပြင်မှာကျုပ်ကတော့တော်တော်ကြီးများတော့ပါကြာဘာဖြစ်လဲဆိုလို့ရှိရင်ဒါကြောင်မဲ့လို့ဒီဘောလို့ဒါအချိန်လိုပြမှာဒါရှောက်ပါတော့ကြောင်မဲ့ဆိုလို့ရှိရင်ဒါရတော့လိုက်ဟောမရသေးဘူးလားမင်းတို့အော်နေရပြီကြောက်အော်နေကြာပြီဘူးမရသေးဘူး အော်အေးအေးအဲ့ဒါတွေကပထမဘလူဘလူအုပ်ထုတ်မှုအောက်ကလာဟုတ်လားတေးအုပ်ထုတ်မှုအောက်ကလည်းမင်းတို့ပြန်တိုက်တာလားဟမ်ကြာလို့ဒီပါလို့ဖြစ်နေပြီလို့ပြောလို့ရပါလေနော်ကြောင်မဲမှာတွေ့ပလောင်နေတာဒီဘလူဖတ်တက်ထားတယ်ဘလူပလောင်အလံနေပေါ့နော် PDF ဟန်လို့မို့ PDF ရတော့ဖြေကမ်းမယ်နော်ဒီအလံမျိုးဖြုတ်ပြီးမှဒီဒီဘောနာဒီဒီဘောနဲ့ကြောင်မဲကြားဒီကိုသူတို့ဆုတ်ပါသွားပါလေနော်အဲ့တော့သုခသွားကြီးဖြစ်တဲ့သုခသွားကြီးဖြစ်တဲ့တို့ကတို့အချိန်မဟာလို့တို့မှအဲ့ဒီတီဘောနဲ့ကြောင်မဲလေးပြန်ရဖို့တော့ဘယ်နဲ့လရှိနေတယ်မသိဘူးနော်ဒုက္ခအဲ့အဲ့ဒါကိုတို့က2025မှာနိုင်မယ်လေအေးဟုတ်တယ်2025ပွဲပြတ်မယ်ပြောတာတို့နိုင်တာကိုပြောတာပွဲပြတ်မယ်ပြောတာ ဘွဲစုပ်ပါကြီးဖြစ်ပါတယ်နော်။အာနောက်သက်မလို့လည်းဒါသူတို့အတန်ကြာလာတော့ဒီနေတိုင်းကလန်းမှုအနေထားလေးရှိတယ်။နေတိုင်းကလန်းမှုတို့တို့တို့တော့မပေါ်နမ်ဆန်တို့ဘယ်လိုဘူးသူတို့ကိုပေးမယ်ပါကြအောင်ကြောက်ပါ။ဒါနဲ့တက်မလို့အနေနဲ့လည်းဘယ်တော့မှလက်ခံမှာမဟုတ်တော့ပါဘူးနော်။ဘယ်တော့မှလက်ခံမဟုတ်ပါဘူးနော်။မသိတူစစ်ကအနိုင်ရနေတယ်လို့လို့အာငါစိတ်ပြေတော့ကွာ။ဟောရုပ်တည်နေပြောနေတာနော်။မောင်မောင်ကော်တော့ငါပြာမထူးပဲနဲ့မိကောင်ကမဟုတ်။ဘယ်အချိန်ကြီးကောင်းမှာလဲ။ဟုတ်လား။လက်ကြီးတော့လည်းလိုပဲဟုတ်လား။ တန်းသေးတော့ကဒီပန်းပြီးတော့ဟုတ်လားလက်မခံနဲ့တန်းပြီးကကြမှာလည်းကတော့ကြောင်းလေးကခုမှအလုံးရင်နေတယ်အရာအလုံးရင်နေဘူးအဲ့ဒါမင်းတို့ပဲဟမ်လက်သုံးချောင်းထောင်ပြီးလူလိုကောင်းကောင်းမွန်မွန်ဆန္ဒပြတဲ့ချိန်မင်းတို့ယူခဲ့တာမယူခဲ့ဘူးလေဟမ်ဂန်းဆွဲပြီးတော့တော်နာမှမင်းတို့လက်ခံတာလေအေးအဲ့ဒါအဲ့ဒါမင်းကိုယ့်ကိုယ်ပြန်ပြန်ပြောနေငါပေါ့အဲ့တော့မင်းတို့ပညာမဲ့တွေရတယ်အဲ့ဒါပဲသူများကိုပြောချင်စိတ်ပဲမင်းတို့ကြီးတယ်ကိုယ့်ကိုယ်ဘာဖြစ်နေလဲကိုယ်ကဘယ်နေရာရောက်နေလဲမသိဘူးတစ်ဖက်ကပြောချင်စိတ်လည်းရှိတယ်ဟမ်ပန်းပြီးတော့မယူခဲ့ဂန်းပြီးမှယူရဟုတ်လားဟမ်ဆန္ဒပြပြီးလက်သုံးချောင်းနဲ့ပြည်သူတွေလူစကားပြောခဲ့တော့ကမင်းတို့စပ်ပေါက်တွေဘာဆိုထားလို့လဲဟမ် အဲ့ရငါပေါ့ဟမ်ရေကြုံကောက်တင်ငန်းချို့ဆိုလည်းမချို့ရဲဘူးပဲချို့ရဲမယ်စောက်ပင်းချိမပိုက်ပါဘူးတင်ငန်းချို့လို့ရှိရင်ဟမ်မင်းပါရာဇီကလေးပါလုံးမင်းကြလားမကြလားကိုယ့်အကြည့်နော်ငါပေါ့ကိုဆရာတော်ဆရာတော်ဆိုပြီးလက်ခံတဲ့လူတွေတခါတည်းပြောတယ်ခမရတော်တွေပါရာဇီက၄ပါးဆိုတာတိလားအဲ့ပါလာဇီက၄ပါးဆိုတာမတိလစ်လာအဲ့ဒီပါလာဇီက၄ပါးကြပြီးအဲ့ဒီပုံကောတတက်လုံးဘယ်တော့မှယဟန်မဖြစ်တော့ဘူးအပယ်လားမကောင်နော်ဒါဖရားဟောတော့လစ်လာတိ အဲ့တော့ငပောက်တော့ကောင်မျိုးကအဲ့ဒီပါလန်စီက၄ပါးနဲ့ညှိလားမညှိလားဆိုဟိုဘက်ကြော်ကြနေတယ်ညှိပြီးတော့ညှိတဲ့အစ်မဟုတ်ဘူးညှိပြီးတော့ဗာပြေကြော်ကြနေတာအဲ့ဒီတော့အဲ့လိုကောင်မျိုးတွားပြီးတော့ဆရာတော်ဆရာတော်ပတ်ကိုယ်တော်ပတ်ကိုယ်တော်ဟမ်ပတ်ကိုယ်တော်မဟုတ်ဘူးကောင်ဖောက်ကိုယ်တော်မလုံတာရောမလုံတာရောဟုတ်လားလက်မလုံဆိုတာကမလုံသေးတာပါတကယ်လို့ရှိရင်ဘယ်လိုပြောမလဲဟောအခုလည်းမလုံသေးဘူးအာနာလုံနေတာ၄နှစ်ကျော်၅နှစ်ကျော်ရောက်လာပြီအခုလည်းသူတို့မလုံသေးဘူးရွာတွေလည်းပြာပေါ်ဦးမရှိတော့လေနော်ငါတို့မအုပ်ချုပ်ရတဲ့ဒေတာဘုံကျဲစေဆိုပြီးအကောင်လုံးအမှုတ်အမှုတ်လိုက်ချိန်တာနော်ခလေးတွေလည်းသေတာ နော်ပုံထက်နေပြီဒါလည်းသူတို့တတ်မလို့မလုပ်နေဘူးတဲ့အင်းမှတ်ထားကြနော်သိလားနောင်နာနောင်နာတွေပြန်ပြောလို့ရအောင်အဲ့ဒီဗီဒီယိုဖိုင်မျိုးတိတ်ထား တိလားနောက်တစ်ချိန်တော့နီးတွေမြစ်တွေတီးတွေတွတ်တွေကျွတ်တွေလက်ထက်ကြပြီရှင်လေအဲပြောလို့ရအောင်လို့နော်အဲဒုခိကလုံးကတော်နိုင်ရေးလုပ်တဲ့ချိန်အဲ့လိုမျိုးနိုင်ငံကိုအဲလူလုံးမှာစစ်မိတ်ဆာကောင်တွေကအာဏာလုတဲ့အချိန်မှာပြည်သူတွေကမခံနိုင်လို့ပြန်လဲတော်နိုင်တဲ့အချိန်မှာအဲ့ဒါလိုအောက်တန်းစားမိတ်ဆာကောင်တွေကဒီလိုစကားတွေပြောခဲ့တာတားတို့ရေတမီးတို့ရေကြိတ်ထအဲ့လိုရုပ်မာတဲ့စကားမျိုးနေလို့တပက်ဘယ်တော့မှမပြောနဲ့နော်နေလို့ငွေးတာနဲ့တားတမီးလက်ထက်ကြရတယ်ဒါလိုအလုပ်မျိုးတွေမလုပ်ဖို့ကြိတ်ထားပါဆိုအကောင်လုံးကိုမျိုးဆက်နောက်လာမဲ့မျိုးဆက်တွေကိုပြရမယ်ဒီအချို့လိုမှတွေမှတ်ထားမှတ်တမ်းတင်ထားတာတွေ ခဏလို့တွက်ကြည့်လိုက်တာအခုဆိုလို့ရှိရင်ဒါအရင်ဝင်တဲ့သူတွေလက်နဲ့ချတဲ့သူတွေလည်းခဏလို့ display နေရပါတယ်အများကြီးပဲအများကြီးပဲနော်အများကြီးပဲတော်ပြီဒီကလာများအားလုံးကလည်းတမန်ဟုတ်တရားတော့ပြပါမင်းတို့ဒီပါဇက်နဲ့ပဲပြောနေတာမဖောက်မင်းမရှိဘူးလားဟမ်မင်းတို့ခစ်တက်ကဘာဖြစ်လဲခင်ဗျခစ်တက်ကပုံနဲ့ဗီဒီယိုဖိုင်နဲ့နော်တွတ်တန်ရုံပုံနဲ့တင်လို့မြိုင် Telegram မှာတူတင်ပေးတယ်နော်အလေးဝင်လို့ရှိရင်လက်နဲ့နဲ့အလေးဝင်တယ်ဗတိယမျက်နှာမှာမွားထားအောင်ဒီမှာကိုပိုင်နာမည်မှာထုတ်ပြောထားတယ်မင်းတို့လည်းအဲ့လိုပြောလေအဲ့ PDF တက်ရင်ဘယ်တိုင်းရင်ဘလောက်ကနာမည်ဘယ်လိုပုံနဲ့ပြလေပုံနဲ့ပုံနဲ့ကြည့်လို့ရတယ်အဲ့အဲ့လိုအလေးဝင်တဲ့လူတွေကိုလက်ပြားနဲ့ထိစေအကြောင်းမရှိဘူးနော်တွားထိထိတက်ပြပြီးသွေးကြည့်ပါ တကယ်ပြီးတော့ကမှန်လို့ရှိရင်ဟမ်ပြလိုက်တာလေပြနိုင်လေဖာကြတော့ဘယ်လိုပြလို့ရအောင်ဖာရင်းငပောက်လေငပောက်နဲ့ဖာရင်းငပောက်သိလားဘူမောင်ဆောင်တဲ့ဖာရွှေ့ရတယ်ဘုရင်ပြောရရင်တော့ကောကလည်းညရာကြောက်ရတယ်ကွာတို့တွေကနေနေရတာဟာလို့ဟုတ်လားညရာကြောက်ရအောင်ညရာကြောက်ကတော့စစ်တောင်းထိုးလို့ဆိုရင်ညပကြီးအထုပ်တွေရောခွေးတွေရောပြေးကြတာပလောက်ကလန်ပလောက်ကလန်ကလန်လှဲတွေရောနွားတွေရောဟုတ်လားအညရာကြောက်လို့ပြေးတာဟုတ်တယ်တိလားလေးပါရှိလေးပါလုံးပြေးတာညပကြီးပြေးတာဘာဖြစ်လို့ဆိုစစ်တက်ကစစ်တောင်းထိုးလို့တဲ့ခွေးတွေဘယ်နှရောက်နေပြီတဲ့ဟုတ်လားခွေးတွေဆိုတာဘလူတွေစဉ်းစားနေကိုကော ဘောကဆရာတော်ဦးရဆိုပြောလို့ပဲဟုတ်လားအရင်ခိုင်လည်းဆာဆိုလို့ပဲနော်လေလူဆာလည်းဆိုလို့ပဲအားလည်းသူကတော့ခံလိုက်ရတာပေါ့ဗျာ PDF ဒီအားတော့ခံလိုက်ရတာပေါ့နော် PDF ဒီအောက်ပေါ်ကြီးကတော့ဟုတ်လားမဟောင်းစီတော့ပန်ဆယ်လို့ဟောင်းစီတော့လည်းကကျွန်တော်ထည့်ကြုံမယ်ဟောင်းစီအောင်တော့ပန်ဆယ်လို့နဲ့ပြောပြီးကာပန်ဆယ်လို့ကြောင်းလို့ပြောပါတယ်ပေါ့ဗျာပန်ဆယ်လို့ဒီကြားပြီးတော့မင်းလေးကြီးကထိုင်နေတယ်ခါကျဆိုအတိုင်းနဲ့ပြောပါလားအဲ့ချိန်မှာတော့ခလို့ဆိုဥပ္ပါမင်းမောတော့တည်တယ်ပေါ့လူတွေကလည်းတည်တယ်ဟုတ်လားမျက်တော်လို့ကျတော့သူကမတည်ဘူးဆိုတဲ့ပုံစံမျိုးပြောပါတယ်နော်မျက်တော်လို့ကြောင်းသူဥပ္ပါမင်းမောကြောင်းမထည့်ကြပါလေမျက်တော်ကြောင်းသူပြောတော့မျက်တော်ကြောင်းသူမတော်ရဲဘူးအောက်ကမင်းမောင်ကတော်လှန်ရေးဘက်ကိုစံတစည်းကူညီဘူးလားနားငပောက် မင်းတို့တွေးခွဲမယ်ဆိုရင်လေနည်းနည်းလေးအဆင့်တန်းဖြစ်ဖြစ်လေးတွေတွေးခွဲအခုလူမြတ်ကျော်နဲ့ပန်ဆယ်လိုလည်းဖြစ်နေတယ်ပန်ဆယ်လိုကလည်းတော်နိုင်ရေးကိုလက်စင်ရှာဖွေထောက်ပံ့နေတဲ့သူလူမြတ်ကျော်လည်းတော်နိုင်ရေးမှာဝင်းရံနေတဲ့သူအုတ်ကမင်းမောင်နဲ့လူမြတ်ကျော်နဲ့ဘာဆိုင်လဲတူးလားတူးတူလူမြတ်ကျော်မှားရင်လူမြတ်ကျော်ခံသွားလိမ့်မယ်ငါဝင်ပြောစရာအကြောင်းမရှိဘူးတော်လှန်ဘက်ချမ်းကဘယ်သူကိုကိုစီပြောတာမင်းမြင်ဘူးလေမြင်ဘူးလားဒီတော်လှန်ဘက်ချမ်းမှာဘယ်သူတွေဘာပဲဖြစ်ဖြစ်ကိုစီပြောတာမြင်ဘူးလားငါဘာတို့မှမပြောဘူး ငါပြောတာမင်းတို့ခွေးမျိုးတွေအဲ့အချမ်းပဲပြောတယ်တိလာတော်လန်ဘက်အချမ်းမှာတိုက်တဲ့လူဖြစ်သွားပြီနော်ရှောင်းလို့ရတဲ့လူရှောင်းမေးလေသူကသူပြည်သူဆုံးဖြတ်သွားလိုက်မယ်လူမြတ်ကျော်မှန်တာလူမြတ်ကျော်မှန်ရင်ပြည်သူလူမြတ်ကျော်ဝင်ရလိမ့်မယ်ဘောလူမြတ်ကျော်မှန်ရင်တူခံလိုက်မယ်ပန်ဆယ်လို့မှန်ရင်ပန်ဆယ်လို့ဒါရှိနေလေဒီကြားထဲမှာပြည်သူပဲဆုံးဖြတ်ကြမှာနော်အေးတခုရှိတယ်မင်းတို့ဘက်နဲ့ဖြစ်လာပြီဆိုရင်တော့တိလာပန်ဆယ်လို့နဲ့မင်းတို့ဘက်ကခွေးမျိုးအုတ်ကမင်းမောင်နဲ့ဖြစ်ရင်ငါပန်ဆယ်လို့ဘက်ကဝင်ဆောင်မယ်အခုပဲရှိမှာဗီဒီယိုဖိုင်ဖိုင်ရမင်းတို့တင်ပေးမယ်နော်လူမြတ်ကျော်နဲ့အုတ်ကမင်းမောင်ဖြစ်ရင်လူမြတ်ကျော်ဘက်ကငါပါမယ် ဘာဖြစ်လို့လဲမတူဘူးလေသိလားအဲငါပေါ့အဲ့လောက်အထိပ်ပဲတော့မင်းမတိတာလားမင်းအုံနောက်ကအဲ့လောက်မတိလောက်တဲ့ပိမ့်ပိမ့်နေတဲ့အုံနောက်ဖြစ်သွားပြီလားအဲ့ဒါများကွာမင်းတင်ငန်းကြီးဖြုံလာနေတယ်ကွာဒါတော့စောက်ပိမ့်ကြီးဖြစ်နေတာဟာယူမင်းတင်ငန်းနဲ့မတန်ဘူးလေချွတ်လိုက်ရတင်ငန်းဟမ်နောက်ပြီးတော့မင်းပါလာစိကကြီးကြာနေတာဟာယူမင်းကိုယ်ကိုယ်နဲ့တိတယ်လေကွာဟမ်ယောက်ျားပီတာဆမ်းမှာငါပေါ့ပဲဟမ်မင်းပဒံမို့လေမင်းပေါ့ကလီးတစ်ချောင်းဖြတ်ပလိုက်ဘာမို့လဲစောက်ရမုံစောက်တော့မလဲကိုယ်ကိုယ်ကိုယောက်ျားတော်မခံယူရဲပဲနဲ့ ဘယ်မှာတာလဲချက်ပြောပါလာစီကကြီးကြိုက်တင်ငန်းကြီးရေချုံပြီးလှူကြပါတန်းကြပါဦးစင်းဟာမျိုးတော့ရေဘာဖြစ်တာလဲချောင်းဖြစ်တာမိပုံစံမျိုးငါတက်တဲ့ဗီဒီယိုဖိုင်ထားတတ်ရိုက်ပေးလို့တိလာနော်မပါဘူးဘယ်မှာတင်ငန်းကြီးချုံမျိုးတော့ရေငါလည်းဦးစင်းတိလာမပူတဲ့ကပမင်းကတက်တဲ့လို့ပြောမယ်မင်းကနော် တယ်ဗျာ။ဟောဒါမီလာကလည်းဝိုင်းနေတဲ့ကလေးတွေ့တယ်ဗျာ။အဲ့ဒါအဲ့ဒါလိုခြောက်ကြတာဗာလို့ပြရတယ်ဗာလို့လုပ်ရတယ်ဆိုဟုတ်လား။တွေ့တယ်ဗျာ။တလက်ကြရင်လည်းကိုယ်မလေးကကြည့်လို့ခြောက်ကြတယ်ဆိုတာမရှိဘူးနော်။အာလာလာပြောတဲ့အခုသူကလည်းကလည်းဆုံးစီမံကိန်းကျွန်မကဆူရဖြစ်လို့ရှိရင်လည်းဗာပြ။ဟောနောက်ကြတော့ခဏတန်းတူကြောင်းလာတာလေ။ဟမ်တူကြောင်းလာတာဟုတ်လား။အဲ့တော့မလုပ်တတ်မကင်တတ်ခဲနဲ့ဆောင်းရက်ရတမပြောဘူးလေ။အာအေးမလုပ်တတ်မကင်တတ်လို့နော်။အဲ့ဒါလေးဆိုရင်လက်ထက်မှာသူတက်လာတာမဟုတ်ဆုံးယုတ်လာတာမလား။လမ်းတွေပိတ်ကုန်တယ်မီးတွေပိတ်ကုန်တာမလား။ဟုတ်တယ်နော်။အဲအဲတွေ့လိုက်တော့လောက်ကကင်တတ်တဲ့အရေးရှိရဲ့သူကတော့ချောင်းဖုတ်ပါလားဟုတ်လား။ တို့တင်ကြီးတို့ခါကောင်းကြီးဟုတ်လားဘာလို့လဲတော့ပြောရတာဖြစ်ပြီပေါ့ဖြစ်ပြီပေါ့နော်ဖြစ်ပြီပေါ့ဒါမျိုးတွေစုစုပေါ့ခုထိကြည့်လိုက်ကြာတက်ခုကတာတိကြည့်လာတဲ့တက်တာတိကြည့်ရဲ့ခါတော့ဆက်ကြည့်မယ်ကောင်းဆက်ကြည့်ပြီဟုတ်လားနာမည်နဲ့လောက်ကနေတဲ့ဟိုအယူကြီးတွေညမနိုင်ငံမှာအညာလူအညာဟုတ်သူအဲ့လိုစကားပြောပြောရဲ့နော်အကောင်းပြောတာဗျာသူ့ပါတယ်ကျွန်တော်အန်အောတယ်တကယ်အကောင်းပြောလူပြောက်ကအဲ့လောက်တော့ဘယ်လိုပြောမလဲဗျာမဟုတ်တာကြီးဟုတ်လို့ပြီးမျက်နှာပြောင်းတိုက်ပြီးပြောတာဟိုဟာနာကိုက်ဆိုင်နေမှာမဟုတ်လေရုပ်ရှင်ရိုက်နေဆိုတမျိုးလေဒါအတီထွက်ပြောလာလေရုပ်ကြီးပြပြီးတော့ဒီလိုစကားမဟုတ်ပါဟုတ်ကဲ့ကြီးပြောရဲတာပတ်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  အဲ့ကတော့ဒီရင်ထဲကခံစားချက်အဲ့ဒီလိုပြောနေတဲ့အချိန်မှာသူကအုံတော့ကအတွေးပေါ့နော်ရင်ထဲကခံစားချက်အဲ့ဒီဟာလေးတစ်ခုကိုကျွန်တော်တည်ရင်တယ်အကောင်းဆုံးကတော့ကျွန်တော်မြင်ချင်တယ်သူတို့ဘလို့ခံစားပြီးဘလို့ပြောလဲဆိုတော့စိတ်ကူးနေတော့ကျွန်တော်တွေးလို့မရအောင်အဲ့မဟုတ်မှန်းမတိမဲနဲ့ပြောမိတယ်ဆိုတဲ့မျိုးဒါငါပေါက်ကမတိတာပေါ့တိတယ်ဘယ်တိတာပေါ့တိရတဲ့အတိုင်းရုပ်မာပြီးတော့ပြောတာဆိုအဲ့ဒီ feeling ကိုကျွန်တော်မြင်ချင်တယ်ဒီကောရင်ထဲကဖြစ်နေတဲ့ပုံစံအဲ့ဒါကြီးဟိုလာညာကလေးတွေကိုအလုံးချပါလားတောင်းစားနေနိုင်ငံကြီးကလာမယ်လာမယ်တိနော်ညာလာရအောင်မတိဘူးလာမလဲဘူးဒါပေမဲ့ တကယ်လို့ဒီထဲမှာညှို့ပြီးမှာတွေ့နေတဲ့မှာညှို့တာဆရာမလေးဘာလဲအကုန်လုံးဒုက္ခရောက်တာအများကြီးတော့ရောက်ပါလားဟုတ်သူ့ဘာလဲသူ့ဘာလဲအများကြီးညှို့နေမှာပြီနော်ဒီအများကြီးကအများကြီးလက်ရှိမှုတွေနဲ့အဓိကကြီးခံတတ်မလို့ဘူးအဓိကကြီးခံအန်တီပဲအန်တီတဲ့တော့သတ်စုကြီးနဲ့တော့သတ်ပြီးနောက်လိုက်အင်ဂျီဆက်ပတ်စီရတဲ့အကျန်းခွက်အဖွဲစီပဲဆိုတာကိုပြည်သူများအားလုံးသိနေတယ်အခုဦးစင်းပြောတဲ့တကားကိုပြပကလူတွေနားထောင်ဖို့ပြပကလူတွေနိုင်အောင်မြန်မာပြည်တွင်းမှာရှိတဲ့မြန်မာနိုင်ငံကြီးကိုချစ်မြတ်လို့လေမြန်မာနိုင်ငံလူမြန်မာနိုင်ငံသားအားလုံးသိဖို့အတွက်ကိုပေါ့ပို့တော့လားပြောနေကြည့်ကြပါအားလုံးတော်ပါပဲဗျာ ။အော်တိတတိအတိတပြပလူတွေနားထောင်မှမဟုတ်ဘူး။ဘာလို့ဆိုပြပလူတွေကြတော့အမြင်ကျယ်တယ်အသွေးကျယ်တယ်ပြန်ပြောခွင့်ရှိတယ်။ပြည်သူရဲ့လူတွေကြတော့သူတို့ပြောတာပဲနားထောင်ရတယ်မဟုတ်လည်းခံပြောလို့မရဘူးဆိုတော့ပြည်သူရဲ့လူတွေကိုအဲရွေးကောက်ပွဲအတွက်တိဖာကောင်းကြီးငပောက်ဟမ်ငပောက်မင်းကဖာကောင်းကြီးတိလားဖာကောင်းကဒီလိုဖာကောင်းမဟုတ်မင်းကတပလက်ဖာကောင်းဟမ်မင်းကတလက်ဆန်တကောင်လောက်တော့လောကသူတန်ဖို့မရှိအကောင်းကြတာမင်းကစစ်တပ်ကိုထောက်ခံတာမဟုတ်ဘူးမင်းစစ်တပ်ကောင်းအောင်လုပ်တာမဟုတ်ဘူးမင်းကကိုမောင်လို့ပြောနေမင်းကအဖဘောမှာ ဟမ်စစ်သားတွေကြိုက်တဲ့လောက်ပေးတမ်းတော်သားတွေကြိုက်တဲ့လောက်ပေးမင်းဘယ်မှဆိုင်ဘူးမင်းကယူဆိုင်တာမင်းအဲ့စစ်တပ်ခေါင်းဆောင်တွေအဲ့လူကြီးပိုင်းတွေနော်ကြက်ဖို့မှာဆိုကြက်ဖို့ခေါင်းဆောင်ပိုင်းတွေရှင်ကနေမင်းဘာမျက်နှာခေါင်းရမလဲဘာပန့်ပိုးမှုရမလဲအဲ့လူတွေနဲ့စန့်ကျင်တဲ့အလုပ်စန့်ကျင်တဲ့အပြော်မင်းတစ်ခုမှမပြောရဘူးအဲ့လူတွေနဲ့အမြောက်ပစ်ပေးတဲ့အပြော်ပဲမင်းပြောရတယ်မင်းကတကယ်ငါတို့တိုင်းပြည်တော်တော်လေးတကယ်မိတ်ဆက်တော့နော်အကောင်ပြောတာမကြပါဘူးငါပါတခါချိန်ပြောရတယ်နော်ငါပြောတဲ့စကားမင်းကငါတို့တိုင်းပြည်တော်မိတ်ဆက်ကောင်မဟုတ်ရင်ငါခံငါအဲ့လိုချိန်ပြောရတယ်အကယ်၍ဟုတ်ရင်မင်းတစ်ချိန်ပြောပြီး ပြောရလားမေတော့တစ်သိမ်းပြောရမယ်ငါတို့တိလားငါတို့ငါတို့ယုံကြည်တယ်မဟုတ်တာတခုမလုပ်တော့မပြောတော့နိုင်ငံတွေရှင်းလားအဲ့တော့မင်းတို့ပြောချင်တာကွာတိုင်းပြည်ကစောက်ပြတ်တတ်နေပြီရက်ပါတော့ဘာလို့ဖို့လဲဒီလိုမျိုးရုပ်မာတဲ့အဖြစ်တွေမမွေးပါနဲ့တော့ဟမ်မင်းတို့ငါးနှစ်အာနာလုလာလားအာနာရောရလားအခုအာနာရလားဟမ်မင်းတို့ခင်မိတတ်မတော်ကြီးကိုပိုင်ဆိုင်ထားတယ်ကွာကြီးရလေလက်နဲ့အပြည့်ဆုံးဤပညာအပြည့်ဆုံးစစ်သားငါးသိန်းတော့ရှိတဲ့စစ်တီတော်တွေအပြည့်ဆုံးမင်းတို့ဒါကြီးကိုမောင်မိုင်စီပြီးအာနာကိုလုလာတော့မင်းတို့ရပြီလားအခုဟမ်မင်းတို့လုနေတာငါးနှစ်ရှိပြီမင်းတို့အာနာရလားအေးအဲ့လိုမရတဲ့ဟာတော့မင်းတို့ဘယ်လိုဖြစ်နေလဲ ဆိုတော့ကိုယ့်ကိုရှက်ကြပြီအချက်တရားဆိုတာပါလေမင်းတို့တစ်ချက်ကျမှဖင်ဖြောင်ချွတ်ထွက်ပြေးမှအချက်တရားလို့ထင်တာလားအဲ့ငါပေါ့တိလာမင်းပါလာစည်းကကြနေတယ်နော်ငါထပ်တတိပေးမယ်တင်ငန်းချွတ်လူအကြောင်းဝေးလိုက်အဲ့ဆိုမင်းကငါတစ်ဆင့်လေးစားပေးလိုက်အဲ့ကြောင့်ဈာပြီးတာလေဆိုပြီးအဲ့တော့မဟုတ်ဘဲနဲ့မင်းတို့တင်ငန်းကြီးနဲ့တို့ဖာလိုက်ကြနေတော့မင်းဟာဗျလမ်းဘေးမှာဖာလိုက်ခံနေတဲ့မင်းမရွှေလောက်တော့မင်းတန်မှုရှိတယ်ပါဟုတ်မဟုတ်အဲ့တကယ်ပြောတာတိလာနော်အဲ့ကိုယ့်ကိုစဉ်းစားကိုစီပြောတဲ့စကားမှားလားမှန်လားမင်းညာပါကြရင်မသားမပေါ်ခင်မင်းတေချာစဉ်းစားတိလာငါစကားမှားလားဆိုလာခဲ့ ဲဒါတော့ကိုစီအဆုံးမအခန်းလေးဖြစ်ပါရဲ့နော်အဲ့တော့ကြားတဲ့အတိုင်းပဲဒီပောက်ကရုံးကတော့တကယ်အရေးချုံပေါ့နော်အရေးချုံပြီးတော့တိုင်းပြည်ဖြတ်ဖို့เนาะ PC တွေတက်နေတဲ့ Champion Set တက်ကိုဒီလောက်အားပေးနေတဲ့ဒီအဖုံးကြီးကတော့လုံးဝဖုံးကြီးစစ်ဖို့ပါဘောနော်အဲ့တော့ဘာပြောခွင့်ရှိမှာဆိုရင်ဒီပြောင်းလင်းပြောင်းစားလိုက်မှာပြောလိုက်တိုင်းမှာအများတိုင်းပဲပြောပေးတဲ့ကိုစီလည်းအထူးပဲကျေးဇူးတင်ပါနော်ဟုတ်ကဲ့ဒီမနေ့ပိုင်းတစ်ပြက်ပြီလို့လည်းဒီလောက်ပါမယ်เนาะအစားဆုံးကြည့်ပေးကြပြီမြောက်ပြည်သူရောက်စီတဲ့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလုံးသမျှဆောင်သမျှအရာအားလုံးပါအောင်မြင်ကြပါစေတောင်းလဲမှာဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ